ါတည်းကျွန်တော်စဉ်းစားတတ်တဲ့အရာရှိတယ်အဲ့ဒါကဘာလဲဆိုတော့အပြင်မှာရှိတဲ့သူတွေလည်းဒီလိုပဲလိန်လေလှဲ့ပြားပြီးတော့မှစကားလေးကိုဖွယ်ဝေပြီးတော့မှပြောသွားတာเนาะအဆင်ပြေကြတယ်အဲ့လိုအောင်မြင်သွားတဲ့သူတွေလည်းရှိတာပဲအဲ့တော့ဒီလောကမှာရှိတဲ့လူတွေနဲ့ဆက်ဆံတဲ့အခါမှာဒီလိုအဆင်ပြေနိုင်ဖို့ရန်အတွက်เนาะလိန်တယ်ညာတယ်၊ကြွေတယ်၊ကောက်တယ်နော်ခွေတယ်ခောက်တယ်ဆိုတဲ့အရာကတိတ်ပြီးတော့အေးမကြီးပါဘူးလို့ထင်ကြလိမ့်မယ်ဒီလောကသားတွေနဲ့အယောင်တူဖို့ရန်အတွက်တချို့ကပြင်ဆင်ကြတယ်တချို့ချို့တော့အလုံနေပေဒီမှာနော် မကင်ဘူးတဲ့အရက်ခွက်ကိုကင်ဖို့ရန်အတွက်မတောက်ဘူးတဲ့ဘီယာကိုတောက်ဖို့ရန်အတွက်လက်ကမ်းလာတဲ့အခါမှာသူတို့နဲ့အစင်ပြေစေဖို့ရန်အတွက်တစ်ဖက်ကကမ်းလန်းလာတဲ့ဒူးဆိုင်ကိုလက်ခံပြီးတော့မှသူတို့နဲ့အယောင်တူဖို့ရန်အတွက်ပြင်ဆင်လိုက်တဲ့အရာတွေရှိတယ်။ဒီကျွန်မနားလေစီချင်းတယ်။သူတို့ဘာနဲ့အယောင်တူဖို့ရန်အတွက်မကြိုးစားပါနဲ့။အောင်မြင်တဲ့သူတွေကသူတို့ဘာနဲ့ အယောင်တူမနေဘူးစုံလို့တဲ့အရာကသူတို့ဘာလောက်တဲ့အရာတိုင်းလိုက်မလုပ်ဘူးသူတို့ဘာစဉ်းစားသလိုမစဉ်းစားဘူးသူတို့ဘာနဲ့မတူဘဲနဲ့ဖောက်ထွက်နေတယ်တီးတန့်ခွဲထွက်နေတယ်တီးတန့်ထင်ရှားနေတာဖြစ်တယ်ဒါကြောင့်မလို့လူတွေအားလုံးနဲ့အစဉ်ပြေဖို့ရတဲ့သင်ကကြိုးစားပြီးတော့လူတွေအားလုံးနဲ့တော့လှုပ်နေတဲ့ဒူးဆိုင်ထဲမှာသင်လိုက်ပါသွားမယ်ဆိုရင်အဲ့ဒီလူတွေဆုံးတဲ့လမ်းမှာကျမတို့ဆုံးသွားစရာအကြောင်းရှိတယ်ဒါကြောင့်အဲ့ဒီလူတွေနဲ့မတူဘဲနဲ့ခွဲထွက်နေဖို့နဲ့ ကမင်းတို့ကိုငါကတီးသက်ဖယ်ထားတာဖြစ်တယ်ဟာလေလုယာအာမင်ဘာကြောင့်လဲဆိုတော့အောင်မြင်တဲ့ဖယားကိုကျွန်တော်တို့ကယထားမှာတော့အောင်မြင်ခြင်းဟာဘာဖြစ်တယ်လဲဆိုတဲ့အရာကိုပုံဖော်ဖို့ရအတွက်ဖယားသခင်ကကျွန်တော်တို့ကိုဒီလောကထဲမှာထားထားတာဖြစ်တယ်အာမင်ဘေးနားမှာရှေ့တော်တဲ့မိတ်ဆွေကိုပြောလိုက်ပါအောင်မြင်တော်သူဟာထူချတယ်အောင်မြင်တော်သူဟာတီးသက်ဖယ်ထုတ်ခြင်းကိုခံရတယ်